။ဘာလို့မင်းမင်္ဂလာပါဗျာ။ခုတခါမှတော့16နှစ်အရွယ်မိကလေးနဲ့ဖောက်ပြန်သွားပြီး6လအကြာမှမိမစီပြန်လာခြင်းလို့ပြောတဲ့ယောက်ျားကိုပြန်လက်ခံမိတဲ့အမျိုးသမီးတဦးရဲ့ရှင်ဖွင့်ခန်းစားချက်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ အမရဲ့အမလူမျိုးပဲညီမလေးတို့ကလည်းဖောက်ပြန်ခံနေရတယ်။ညီမအမျိုးသားကတော့ဘယ်မရင်ငန်းနဲ့ဘလူမျိုးကိုဆိုပြီးတော့လာပြောတယ်အဲ့လူမျိုးတွေဖြစ်နေတယ်ညီမတို့ဘလူကြော်ဖြက်လဲအမဘလူကြော်ဖြက်လဲညီမတို့ဘလူကြော်ဖြက်ကမလဲလာမေးကြတယ်ညီမလေးလေးရှိတယ်။အဲ့ညီမလေးတို့ကိုအတွေ့အကြုံတွေပြောပြချင်တာပြောပြချင်ဆိုတာဒီလိုကွာအမတော့ကလည်းအမမျိုးသားဖောက်ပြန်တာတစ်ချိန်နဲ့မဟုတ်ဘူး၃ချိန်ရှိပြီ၃ချိန်ရှိပြီ ပထမဦးဆုံးတစ်ချိန်တော့အမသားလေးအကြီးဆုံးလေးလေးနှစ်လေးနှစ်လောက်မှတော့ဖောက်ပြန်တာအဲ့တုန်းကကျတော့သူကဟွာလေးမော်လမြိုင်ကနေပြီးတော့သူ့အကိုရဲ့ပြဿနာအိမ်ဆောင်ရေးပြဿနာပဲသူ့ကိုလည်းအိမ်ဆောင်ရေးပြဿနာရှုပ်တယ်အဲ့အိမ်ဆောင်ရေးပြဿနာကနေပြီးတော့ဘန်ကောက်ကိုပြန်မလာဘဲနဲ့မြဝတီမှာတွားနေပြီးတော့အမြဝတီကကောင်မလေးနဲ့ဖောက်ပြန်တာအဲ့ကောင်မလေးကဟွာလေးဗာလေးမြဝတီကကလေးထင်းကြောင်းမှာအလုပ်လုပ်တဲ့ကောင်မလေးအဲ့ကောင်မလေးက အဲ့ကလေးရောက်မှအလုံးလို့တဲ့ကောင်မလေးနဲ့ဖောက်ပြန်တယ်။ဖောက်ပြန်တော့ကောင်မလေးက၁၈နှစ်ပဲရှိတော့အဲ့တော့ကလည်းအဲ့ကောင်မလေးနဲ့နှစ်ယောက်အတူတူနေပြလိုက်တာညဝက်တွေကအိမ်ငှားပြီးတော့အမလိုက်သွားတာဖြစ်ချင်တော့ဘလို့လို့သိပါလဲဆိုတော့သူ့ကောင်မလေးကိုသူကဟိုဟာလေလူပြိုလို့ပြောတာသိလားလူပြိုလို့ပြောတာပြီးတော့ခါကြတော့ကောင်မလေးကသူ့နဲ့ပုံနေညဝက်တွေမှာသူနဲ့ပပလစ်နဲ့သွားတာပေါ့ကွယ်သွားတဲ့ခါကြတော့အဲ့ညဝက်တွေမှာ တပုံလေးပါရိုက်ပြီးပေါ့ Facebook ကိုတည့်ကျွဲတင်လိုက်တဲ့အချိန်မှာမတငင်ချင်းကသူတင်လိုက်တဲ့ပုံကိုတွေ့လိုက်တဲ့အချိန်မှာ screen shot ယူပြီးအမအောင်လာပို့လာ။လာပို့ရင်းနဲ့တွေ့ရတဲ့အခါကျတော့အမကလည်းပြောအမမေးတာပေါ့မေးတဲ့အခါကျတော့ဘာပြောလဲဆိုအင်းနဲ့နေငါမပေါင်းချင်တော့ဘူးနေအတန်မကြားချင်တော့ဘူးနေနဲ့ငါမနေချင်တော့ဘူးတိတယ်မလားယောက်ျားတွေရဲ့ဖောက်ပြန်လာပြီဆိုရင် အညာမိန်းမဟာလုံးဝတန်ဖိုးမရှိတော့ဘူးအညာမိန်းမဟာသူတို့အတွက်လုံးဝတန်ဖိုးမရှိတဲ့အမျိုးသမီးဖြစ်သွားပြီတည်တယ်မလားအင်းအဲ့လိုမျိုးဖြစ်တာအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာအမကလိုက်သွားတယ်လိုက်သွားခါတူနှစ်ယောက်ပေါင်းသိနေထိုင်တာကိုတွေ့တယ်ဒါပေမဲ့အမကတရားဆွဲဖို့ဘာလို့ဒီမှာအဲ့လိုမလုပ်ခဲ့ဘူးဘာလို့လဲဆိုချစ်တာလေချစ်တာဦးဂျိုးထွက်နေအောင်ချစ်ခဲ့တာဦးတည်လားယောက်ျားကိုဂျိုးထွက်နေအောင်ချစ်ခဲ့တာလေချစ်ခဲ့တဲ့ခါကျတော့မလုပ်ခဲ့ပြင်နဲ့ဘန်ကောက်ပြန်ပါတယ်လေးလာလောက်ကြာတဲ့အခါကျတော့ဖုန်းဆက်လာတယ် အာမိမယောက်ျားပြန်လာတော့မယ်ယောက်ျားမပျော်တော့ဘူးဒီမှာအဆင်ပြေတော့ဘူးအေးအဲ့လိုမျိုးပြောချင်မှာဒီကောင်မရနွားပါကြီးလေတည်ကြမလားချစ်တယ်လေချစ်တော့အန်ဒီတိုင်းတော့လက်တင်မခံနိုင်ဘူးနေအမကိုပြောပြီးမှလက်တင်ခံမယ်ဆိုပြီးမြောက်ဝတီကိုလိုက်ဆင်းသွားပြီးတော့မြောက်ဒီရောသူ့အမကိုတပြောတယ်အမမောင်ကတော့ဒီလိုဒီလိုပဲကျမနဲ့ပြန်ပေါင်းလို့ဆိုအဲ့ဒါနင်တို့ကိစ္စလေးရဲ့နင်တို့အဆင်ပြေပြီးတာပဲတဲ့အေးသူ့အမအဲ့လိုချိုးတော့ဒီလားအားနဲ့ပြန်ခေါ်လာတယ် ူထင်လိုက်တာတော့ကောင်မလေးနဲ့သူနဲ့ဇလန်ပြီးသွားပြီပေါ့ဒီရမလားပြီးသွားပြီပေါ့တကယ်တော့သူကကောင်မလေးနဲ့ဇလန်ကိုဘယ်လိုလုပ်ခဲ့ဆိုတော့ကောင်မလေးကိုတန်းထားခဲ့တာပြစ်ထားခဲ့တာအဲ့တော့ကတော့ကောင်မလေးတွေလည်းနားမလဲတဲ့အယူလေးလေး16နှစ်ဆိုတော့ပြစ်ထားခဲ့တော့အဲ့ကောင်မလေးကဂျန်းကြံခဲ့နောက်သူလည်းအိမ်အောင်ကြောက်ရတယ်ထင်ပါတယ်ဘယ်သူနဲ့ယူရလဲမသိအိမ်အောင်ကြောက်အဲ့တော့တချိန်ဖောက်ပြန်ခဲ့တယ်ဒါပေမဲ့အဲ့တော့ကတိခရရတဲ့အတိကိုပြောပြရမယ်နော်အဲ့တော့တိခရရအတိကဘယ်လိုဖြစ်လဲဆိုတော့ဒီယောက်ျားကိုငါချစ်တယ်ချစ်တဲ့အတွက်ကြောင့်ငါနားမှာပဲထားမယ်ငါနားမှာသူနေငါပျော်နေပြီတော်ပြီ ဲ့တော့သူ့ကိုအဲ့ထဲကဆိုင်အလုံးလုံးခိုင်းအမအဲ့တော့ online shop ရောင်းနေ online shop ရောင်းနေတဲ့ခါကျတော့သူ့ကိုအမအလုံးလုံးခိုင်းအမပဲဈေးရောင်းနေအမပဲဈေးဝယ်တယ်တပုံရိုက်တယ်ပုံတင်တယ်အဲဒါမဲ့သူ့လဲအိမ်မှာပုံဝိုင်းတယ်အဲပုံပုံလီပါရီဝိုင်းတယ်အဲအမဈေးသွားရင်နောက်ကလိုက်လဲလိုက်ဆွဲအဲအဲ့လိုမျိုးနှစ်ယောက်အတူတူစူးစမ်းကြတယ်အဲ့ကနေပြီးတော့စူးစမ်းတဲ့ခါကျတော့ဗာပြလို့ဆိုအမတိထားတဲ့အတီးကငါပစံရှာရမယ်ငါပစံရှိနေလို့ရှိရင်ငါယောက်ျားငါနားမှာရှိနေရပြီ တရားအဲ့ဒါဘွားကြီးယောက်ျားပတ်စံရှာပြီးယောက်ျားကြွေးတာစားမယ်ယောက်ျားခိုင်းတာလုပ်မယ်ဆိုရင်တနေ့သူမချစ်တော့ဘူးကိုဘွားပြောလဲသွားမှာလीတိလားအဲ့အတွေ့အကြုံမှာရှိရအဲ့တော့တနေ့သူမချစ်တော့ရင်တော့ကိုကခံစားပဲခံစားခဲ့လိုက်မယ်ဒါပေမဲ့စီးပွားရေးလူမှုရေးမှာကိုကနှောင့်မကြဘူးပြန်မတ်တည်နိုင်မယ်ကိုတွေကမိန်းကလေးဖြစ်တဲ့အတွက်ကြောင့်တားသမီးမွေးရင်ယောက်ျားဆိုတဲ့အမျိုးကတားသမီးချစ်မှာမဟုတ်ဥမဟုတ်ခင်မှာဥခင်တာကိုပြောကြတာလीတိတယ်မလားအဲ့အခါကျတော့ ိုကစီးပွားရေးကိုရှာနိုင်တယ်ဒီယောက်ျားကိုကိုမချစ်တော့တဲ့အခါကျရင်ကိုကမလုပ်နိုင်မယ်စိတ်တော်ခံစားနေရမှာပဲလူဆိုတော့ခံစားနေရမှာပဲဒါပေမဲ့အချိန်တိုင်းနာလေးတစ်ခုရောက်သွားရင်အဲ့စိတ်ခံစားမှုဆိုတာမရှိတော့ဘူးပြီးွားရင်ကိုကစီးပွားရေးကိုရှာတတ်တဲ့မိန်းမဖြစ်တဲ့အတွက်ကြောင့်ယောက်ျားတစ်ယောက်ကိုမိခိုပြီးမှကိုစီးပွားရေးကြီးကဟိုကိုကစားဖို့တောက်ဖို့ရလာမယ်ဘွားမဖြစ်နေတော့ဘူးအဲ့တော့ကိုကဘယ်လိုပဲဖြစ်ကိုသားသမီးကိုကိုရှာကျွေးနိုင်မယ်ကိုသားသမီးကိုလူတန်းစီအောင်ထားနိုင်မယ်ကိုကိုကိုလည်းလှပအောင်နေနိုင်မယ်ဆိုတဲ့အတွေးကအဲ့ဒီကအုံနောက်ထပ်မှရှိနေတာ ရှိနေခါကျတော့ယောက်ျားကိုလှုပ်ပေးမလုပ်ဘူးဒုတိယသားကိုဝင်ဆောင်တဲ့အချိန်မှာတစ်ခါဖောက်ပြန်တယ်ကျွန်မကကိုဝင်နဲ့ဘန်ကောက်မှာထားခဲ့ပြီးတော့ယွာကိုခဏပြန်မမယ်ဆိုပြီးအဲ့ဒီမရင်ငယ်မရဲ့ညီမဝမ်းခွဲလို့ပြောတယ်အဲ့ဒါလေကျွန်မမသိဘူးနော်သူပြောပြတာဒီအကုန်လုံးအဲ့ဒီမရင်ငယ်မရဲ့ညီမနဲ့တပတ်လောက်ပြတ်သွားတယ်ဟိုတယ်မှာပြတ်သွားတယ်တူတူမရရသူ့လက်ကောက်တွေဆွဲချိုးတွေထည့်ပြလိုက်တယ်တပတ်လောက်သူနဲ့ကျမနဲ့အဆက်တမျိုးသူ့တူမရနဲ့အဆက်တမျိုးဟာရွာလေးရောက်နေတာလို့ဆို အမလေးကျွန်မမလူပြောက်လို့ဆိုဖေဖော်ဝါရီမှာတင်းပြီးရှာရှာရှာဘေဟုတ်မယ်ဒင်းကပြန်တွေ့တဲ့အချိန်မှာမရင်ငယ်တဲ့ဟိုတယ်မှာတပတ်တတိအိပ်ပြီးမှပြန်လာနွားမကြီးပါရှင်ဒီမှာနွားမကြီးပါချိုးဒီမှာဟဲ့လို့ထွက်နေရနွားမကြီးအဲ့ဒီမှလည်းချစ်တာပဲလေတင်းတာချစ်ပြီးတော့လက်ခံခွန့်လွတ်တာကြားတယ်နင်းကိုမရှာနိုင်ကြစားမရှိဘူးအနားနေအချင်းနဲ့တယ်ငါရှာကျွေးမယ်ငါ့ဟိုပဲဘေးကနေဝမ်းလုံပေးရပြီငါအဲ့ရှာကျွေးမယ် ဈေးလေဘလောက်တောင်ကြောင်းလဲဆိုအဲ့ပတူနန်းဈေးကြီးဟာလေဘန်ကောက်မှာရှိရဲ့ဖစ်ပူလီဆွဲ16နဲ့21ဆွဲဆောင်လာအဲ့ဈာမှာရှိတဲ့လမ်းနေအကုန်လုံးဟိုက်ကောင်မကြီးရလေဟဲ့လို့မျိုးလုံးမိတ်ပြီးဈေးသွားလို့ရတယ်တိလားဘလောက်တောင်လမ်းနေကျွမ်းကျင်စွာဈေးကိုရောင်းခဲ့လေဆိုတာအဲ့လိုမျိုးဈေးရောင်းခဲ့တယ်မိမနော်သူအလုံးလုံးလို့မပြောဘူးနော်အလုံးလုံးတယ်ကျမကဈေးရောက်နေနောက်ကလဲဆွဲပေးတယ်ပစ္စည်းထုတ်ပေးတယ်ပစ္စည်းပို့ပေးတယ်ကားမောင်းပေးတယ်ဒါသူကျမကိုဝမ်းကူတယ်နောက်ပိုင်းကျမတို့အဲ့ဒီ online shop ရောင်းလာနေပြီသူကားလိုချင်တယ်ကျွန်မကားဝယ်ပေးတယ်။လက်စည်းကနေနှစ်စည်းဖြစ်လာတယ်။အဲ့ကားကနေသူကပြောဆိုအာဟိုငါနစ်နစ်စရာပတ်စံနဲ့ဖြတ်ပြီးတောင်းနေရတော့ငါမတုံးနိုင်တော့ဘူး။အေးပေါ့ဒီကောင်မပတ်စံရှာတယ်ဒီကောင်မပတ်စံသိနေဆိုတော့သူ့မှာလက်ဖြတ်တောင်းတုံးလာပြီဆိုတော့သူမပြောတော့ဘူးလေ။အဲ့တော့သူပတ်စံရှာချင်တယ်။ရှာချင်ခါကျတော့ကျွန်မကားတစ်စီးဝယ်ပေးတယ်။ဝယ်ပေးပြီးတော့ကဲတုံးပေါ့။ကိုကလည်းဒီလိုလုပ်မယ်လို့မထင်ဘူးနေနော်။အိုးဘယ်လိုပြောမလဲ။သားသုံးယောက်တော့မရှိရဘူးနော်။ ဒီလိုရိုင်းဆိုင်လိုက်မယ်လို့မထင်ဘူးနေเนาะအဲ့တော့အဲ့တုန်းကသူ့မှာငုံစိတ်ရှိတာပေါ့เนาะငုံစိတ်ရှိနေတာတခုခုဆိုကျမကိုသူပြိုင်လာတယ်ကျမပြောပြိုင်ကြမလို့လေနင်းနဲ့ငါနဲ့စီဝတ်တူလို့လုပ်နေရငါတို့ဘုသူတွေလုပ်တာလေငါတို့သားသမီးတွေငါတို့လုပ်တာလေသူစိမ့်တွေလုပ်တာမှမဟုတ်တာသိတယ်မလားအဲကြောင့်အဲ့အဲ့မာတွေကသူကကျမကိုငုံစိတ်ရှိတယ်ဆိုတော့ကျမဂျိတ်မိတယ်ဒါမဲ့ကိုယ်စိတ်ကျမအောင်မဖြစ်နိုင်အောင်မဟုတ်တော့ပါဘူးမဟုတ်တော့ပါဘူးသိရမှာဖြစ်တွေ့哦 ကိုဘယ်ဘာလို့လို့တခြားဘသူနဲ့စကားပြောပြောအကုန်ပေးစာအကုန်ပတ်ပေးစာဟောသူငါ့ကိုချစ်လို့ဝိုင်းစုတ်ခိုင်းတင်းလို့ပဲသူငါ့ကိုချစ်လို့ဥတုနေရတကုတ်ကူပြောပြီးဆိုဒေါ်ယမုံနဲ့အိမ်မှာရှိရရိုက်ခွင်းအင်းသူငါ့ကိုချစ်လို့လုံပြနေရသူ့ကို view size စေလို့ထင်ခဲ့တာမဟုတ်ဘူးနော်မှားမယ်နော်ခုခက်ကြိုပြောမယ်ယောက်ျားနဲ့ပေါင်းနေခါလေကိုဟာကိုစီးပွားရှာတအောင်လုပ်ပါဒီယောက်ျားကချစ်နေတဲ့အချိန်တော့သူကိုစေတနာရှိလိမ့်မယ် တနေ့မှသူ့စိတ်မပြောင်းလဲသွားဘူးလို့အာမခံနေလားအာမခံနေလားပြောင်းလဲသွားတဲ့အချိန်ကျရင်ကိုကအယုံပြုအယုံကျိုးပြတ်လဲသွားလို့မဖြစ်နိုင်ဘူးလေကိုမှသားသမီးရှိမယ်ဆိုရင်အဲ့သားသမီးကို तू ကမမတ်တော့ဘူးကိုဘက်မှာကမှာကိုကမှမမန့်ဒီသားသမီးလေးကဒုက္ခရောက်မှာလေဘယ်သူကြည့်မှာလေဘူးမှမကြည့်ဘူးအဲ့အားကြောင့်မို့အဲ့ဒုံးလေးကအမကအတွေးထဲမှာ ငါပဆန်ရှာရမယ်ငါပဆန်ရှာနိုင်မှသာလေငါသားသမီးငါမိသားစုငါအပေါင်းအသင်းငါဝန်ထမ်းအားလုံးကိုငါပေးချင်တယ်လို့ပေးရမယ်ငါကြွေးချင်တယ်လို့ကြွေးရမယ်ငါလိုချင်တာကိုဖြည့်ဆည်းကိုကသူ့ကိုတပလုံးချင်မှာမိမတွေဆိုတာကလေအိမ်အောင်ကြီးတစ်ခုကနေတစ်ခုတစ်ခုကနေတစ်ခုဖြစ်သွားဘူးကအများကြီးစဉ်းစားပြီးမှဖြစ်တာငယ်ရွယ်တဲ့အချိန်မှာဖြစ်လာတာမျိုးရှိချင်ရှိနေတယ်ဒါပေမဲ့ဒီလိုအရွယ်တွေရောက်လာတဲ့အချိန်မှာအများကြီးစဉ်းစားတယ်တွေးတောတယ်ဘယ်တော့မှမမိုက်ဘူးအထင်းသိမ်းတက်တယ် ိုက်ခဲ့တယ်ဆိုရင်တော့မှပဲတော်တော်လေးကရှားလို့ပဲဖြစ်နေတယ်လို့ထင်တယ်။အဲ့တော့ကိုကရှားနိုင်နေဖွေးနိုင်နေစူဆောင်းနိုင်နေဆိုရင်ကိုသားသမီးတို့ကိုမိသားစုတို့ကိုယောက်ျားတို့ပဲမယောက်ျားတွေလည်းမဟုတ်ဘူး။သူတို့ရှားနိုင်နိုင်တော့မရင်ငယ်တို့ကျွန်မအောင်ကြည့်ရှိတဲ့စားတောက်ဆိုင်တွေဟိုတယ်တွေကားတွေဘန်ကောက်မှာပိုင်နေပစ္စည်းအကုန်လုံးတိမ်ပြီးမရင်ငယ်နဲ့ပေါင်းတာ။ပေါင်းပြီးတော့အဲ့ဒါကိုသူ့ကိုယ်သူတယောက်ထင်းနေပါလေကိုုံအော်နေသေးတာဆောက်ရှက်လည်းမရှိဘူး။တက်တင်တဲ့တစ်ခါကျွန်မပြထားတယ်လေဆောက်ရှက်မရှိဘူး။ အဲ့အကြောင်းမလို့ပြောချင်တာအခုမှလာအမဘာလို့အများကြီးချက်ချင်းနဲ့ပြောင်းလဲလာလဲဆိုတော့ဟိုတုန်းကအဲ့အတွေ့ရှိခဲ့တာတနေ့သူကိုယ်ကိုမချစ်တော့ရင်ကိုပြိုလည်းမသွားအောင်ကိုကိုယ်တိုင်စီးပွားရှာတက်ကမယ်ကိုကိုယ်တိုင်ရှာဖွေတက်ကမယ်တနေ့သူကိုယ်ကိုမချစ်တော့ရင်တော့ကိုကစီးပွားရှာတက်နေကိုစိတ်နှလုံးလေးပဲနာကျင်လာမှာလေကျန်တာတွေကိုအားလုံးအားလုံးအဆင်ပြေနေမှာလေတိလားအားကြောင့်စီးပွားရှာကြပါနော်